သူတို့အားလုံးကအဲ့မှာဘာပြောလဲဆိုတော့တကယ်ကတော့မိချောင်းတွေရဲ့တိုက်ခိုက်မှုကြောင့်တိုက်ဆုံးရတာဟာဂျပန်တပ်သားအနည်းငယ်ပဲဖြစ်ပါတယ်။ရောက်တစ်ထောင်လုံးကိုမိချောင်းတွေကိုက်ဖြတ်ခဲ့တယ်ဆိုတာကမဟုတ်ပါဘူးလို့ဆိုခဲ့ပါတယ်။တကယ်တမ်းဂျပန်တပ်သားတွေတိုက်ဆုံးရတဲ့အကြောင်းကတော့စစ်ဘေးကြောင့်အစာရေစာပြတ်လတ်တာကူးစက်ရောဂါတွေဖြစ်ပွားတာအဲ့ဒါတွေကြောင့်ပဲဖြစ်ပါတယ်။ ဒီတော့ဒီအချက်တွေကအရင်ကထွက်ပေါ်ခဲ့တဲ့တည်င်းနေရမဟုတ်ပါဘူးကောလာဟာလာတွေပါလို့ပြောတေချာပြောလိုက်တယ်လို့ဖြစ်နေတော့တာပေါ့နော်အခုဆိုရင်ဒီရန်ပြေကျွန်းမှာမိချောင်းတိုက်ခိုက်မှုဒဏ္ဍာရီကဘလို့ကြီးထွားသွားလဲတကယ်ရောဘာလဲဆိုတာကိုကြည့်ကြရအောင်ဗျာတကယ်ကတော့အဆင့်စကားတဆင့်နားနဲ့ သတင်းတွေကနေမြန်မာနိုင်ငံရခိုင်ပြည်နယ်ရမ်းမြေကျွန်းကမိကြောင်းတွေဟာဒုတိယကမ္ဘာစစ်မှာစုကွာထွက်ပြေးလာတဲ့ဂျပန်တပ်သားတွေကိုကိုက်ဖျက်စားသုံးခဲ့ကြတယ်ဆိုပြီးဖော်ပြခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ဒီ Rider သတင်းဌာနရဲ့ Bruce Wright ရဲ့စီးရင်တွေမှာလည်းထမှန်ရေးသားကြပြီးတဲ့အချိန်မှာဒီ Dinary ကတကယ်ကြီးထွားလာခဲ့ပါတယ်။လူတိုင်းစိတ်ဝင်စားကြတယ်ဒီတိုင်းစစ်တမ်းကြောင့်တည်ဆုံရတယ်ဆိုတာထက်မိကျောင်းတွေကိုက်လို့တည်ဆုံသွားတယ်ဆိုတာက ပို့ပြီးတော့ စိတ်ဝင်စားစရာပြောကျင်စရာခြောက်ခြားစရာကိစ္စတခုဖြစ်တယ်လို့ပေါ့လေဒါပေမဲ့2000 2000တခုနှစ်မှာစတီဗင်ပလက်ရဲ့စုံစမ်းချက်ပေါ်ထွက်လာပြီးတဲ့နောက်မှာမိကျောင်းတိုက်ခိုက်လို့တိုက်ဆုံမှုက10ဦးကနေ15ဦးသာဖြစ်ပြီးအများစုကအစာရေစာပြက်လက်မှုစစ်ဘေးဒဏ်တွေနဲ့ဒီစစ်ယောဂဖြစ်ပွားမှုတွေကြောင့်ဖြစ်ခဲ့တယ်လို့အတည်ပြုထားခဲ့ပါတယ်